ရလို့တာပေါ့နော်ဒီမှာအဲတော်တတ်တဲ့ကခဏလို့ဆမကြည့်တော့ဆိုအပြင်းနဲ့စုံမှာပေါ့နော်လုတ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒေတာအနေနဲ့ပြင်ရမယ်ပေါ့ဘာလို့ပြင်ရမှာလဲဆိုတော့အဲဒေတာအနေနဲ့ကတော့အဲမြောက်ပိုင်းရှမ်းပြည်တောင်ပိုင်းရှမ်းပြည်အဲအရှေ့ဘက်ရှိမယ်အရှေ့ဘက်အရှေ့ဘက်ရှမ်းပြည်ဒီရန်ကုန်ပြည်မြင့်တခုကြီးတုံးပေါ့ကွာအာသူကတော့ area အရင်းကြီးတယ်နောက်ဘက်မှာဆိုရှင်ရှမ်းစကဖော့ရှိမယ်စကိုင်းဖော့ရှိမယ် အရှိဘဲမှာဆိုလို့ရှိရင်အခြားသောဒီအဲလာဝုဆိုဒီဘန်ကောက်ကဒီနမဖော်တို့ဘာတို့လည်းရှိတယ်အဲ့တော့ဖော်တွေကအများကြီးပဲပတ်ပတ်လဲမှာအဲအဲ့ဒါတွေနဲ့ပဲဟိုကြည့်ပြီးတော့ပြောမှာဖြစ်တယ်လေဆိုတော့သူတို့ရဲ့အနေအထားတွေကိုကိုအစိုးရပြောသူတို့ပဲသူတို့ရဲ့အနေအထားပဲလို့ရှိနေတယ်ဆိုတာကိုကိုတို့မသိတော့ဟုတ်ကဲ့အဲ့လှုပ်တော့မယ်လို့ပြောလို့မရဘူးဒါပေမဲ့ဟိုကဘာလို့တင်တယ်လဲ ငလင်လုံးလို့ရှိရင်ဘာလို့ရမလဲဆိုတဲ့ဟာကတော့ကိုနေတဲ့အိမ်ကြီးကိုတေချာတောင်းတောင်းတင်းတင်းဆောက်ရမယ်တောင်းတောင်းတင်းတင်းရှိမရှိဘူးလဲကိုကအမြဲစမ်းစစ်နေရမယ်အဲ့ဒါယူရွေးနေတယ်ဆိုလို့ရှိရင်ခံကအောင်ပြန်ဆောက်ရမယ်နောက်တစ်ခုကအဲမမိအိမ်သူအိမ်သားတွေရဲ့တက်ဆိုင်တဲ့ဒီ document တွေဖြစ်တယ်မှတ်ပုံတွေတို့တောက်တူသုံးစွဲတဲ့စည်းရည်တွေတို့နောက်တစ်ခုကတူအပ်တဲ့အစားအသောက်တွေဘာတွေအကုန်လုံးစုစည်းပြီးတော့ထားရတယ် ဘောစားပေါ့လုတ်ခဲ့သည်ရှိတော့အစင်သိကိုစီမှာရှိအောင်လိုအပ်တာတရားတော့ရှင်းနေပြောမယ်ဆိုလို့ရှိရင်အများကြီးပဲတယ်လီဖုန်းနံပါတ်တွေလိုတယ်နောက်တစ်ခုကဒီကို့အိမ်ကိုဟောတာဒီငလေလှုပ်လိုက်လို့ပြိုပြက်သွားနိုင်တဲ့အနေအထားတွေရှိအစိုးရတစ်ခေါက်ပြောပြီးခံကားအောင်ပြန်တိုးရမယ်ဆိုတာတွေရှိတယ်နောက်ပဝင်းကျင်တဲ့ကိုကနီနောပြတယ်ပြီးတော့ဒီလိုဖြစ်လာခဲ့လို့ရှိရင်လိုအပ်တဲ့အစားအသောက်တွေပါတယ် အစားအသောက်ကလည်းရှိသေးတယ်လေအစားအသောက်တွေအတွက်စုစည်းထားတာရှိတယ်အဲ့ဒီဟာတော့လေဂျပန်အရန်တော်တယ်ဂျပန်နိုင်ငံကအဲ့ဒါမျိုးကိုအကုန်လုပ်တယ်ဒီလိုကိုကကိုယ်ရင်ကိုယ်ရမှာမဟုတ်တော့ဘဲနဲ့တနေရာမှာကို နေရတဲ့အခါကျတော့အရေးကြီးဆုံးကဒီဘောဘောပါလေးပင်ကိစ္စတွေကိစ္စတွေကိုတုတ်ဖို့ကအခုဆိုဘယ်လိုလုပ်နေကြတဲ့တော့မသိဘူးเนาะလူတွေကအကုန်လုံးကတော့လမ်းမပေါ်ပါဘူး ဂျပန်ကတော့ဘယ်လိုလုပ်လဲဆိုအတူယူကြအနေနဲ့ပြောတာပါသူကဂတ်ဘုံးကိုပဲပုံစံတွင်းပြီးတော့တုံးလို့ရအောင်ထားတယ်ဂတ်ဘုံးပဲနောက်ပြီးတော့ထိုင်ဖို့နေရာကိုအဲတစ်သားတို့ဘာတို့နဲ့လှုပ်ထားပြီးတော့အဲ့လိုပြီးတော့တခါတည်းသူတို့ကအဲ့ဒါကိုလည်းအဲလုံးလုံးကူကူစွန့်ပြစ်နိုင်တယ်အဲ့လိုဟာမျိုးတွေကိုအကုန်လုံးအစင်သင့်လုတ်ထားတင်တယ်ပေါ့အဓိကတော့ကိုယ့်အိမ်ကိုခိုင်းကောင်းထားဖို့ပဲဒါမှသာလေအိမ်မပြူရင်ဟိုကိုယ့်အိမ်ကအေးစစ်စစ် ဟိုဟာနေတို့ရတယ်ထိခိုက်မှုမရှိနိုင်ဘူးပေါ့ဒါတော့အနောက်ကူနော်တိတ်နေလေးနှောင်းရတယ်မြည်လို့ပါဒီခုလောက်ပြီးသွားတဲ့ဆံမှာနောက်ခုကချိတ်ဆက်ပြီးမှလောက်တက်တဲ့သဘောတရားမျိုးရှိခဲ့တာအဲညမာမာရောလည်းပြစ်စင်ဖြစ်ခဲ့ပါလားဆံမှာအဲ့ဒါလို့အဲဒီခုလောက်သွားလို့ဒီခုလောက်တယ်ဆိုတာကသူကအဲ့ဒါဘာခေါ်လဲဆိုတော့ဟိုနည်းနည်းလေးသိအောင်ပြောပြတာသူက stress တန်အားတွေကကြောင့်ငလင်းလောက်တယ်အဲ့တန်အားတွေကဒီခုကနေဒီခုပြောင်းပြီးတော့ ရောက်သွားတာတွေလည်းရှိတယ်။အဲ့လိုဆိုလို့ရှိရင်တော့သူလှုပ်ပြီးသူလှုပ်တာအခုဆိုလို့ရှိရင်စကိုင်းပြည့်ရဆိုရှင်စကိုင်းငလင်းလှုပ်ပြီးတဲ့ခါကျတော့တန်းစီပြီးတော့ငလင်းတွေဆက်လှုပ်တယ်။ဟိုကမတူဘူး။မက်ဂနီကျူးမတူဘူး။သူ့တော့လည်းမကြီးတော့ဘူး။ဆက်လှုပ်သွားဆိုတော့အဲ့ဒါတော့ဒီပြောတဲ့အကြောင်းကဒီကြောက်ကြမ်းပြည့်ရအကြောင်းပြောတယ်ပြောတဲ့အကြောင်းကမိမျိုးကလေးအကြောင်းပြောတယ်ဆိုတဲ့အခါကျတော့သူတို့တွေကရှမ်းကုန်းမြို့ကြီးဆိုတဲ့နေရာအရမ်းမှာရှိတယ် ဒီ tectonic plate ဆိုတာကြောက်ထုကြက်ကြီးတွေအကြောင်းပြောတဲ့အချိန်မှာသူက plate တက်တက်ဒီတိုင်းပြရရှိတဲ့နေရာက Burma plate ဟိုက Indo China plate အော်နောက်ဘက်ကနောက်ဘက်ကဒီ India မြေပုံလေးဆိုလို့ရှိရင် India plate အဲဒါတွေကအကုန်လုံးကပြီးတဲ့နေကြီးပဲနော်မြောက်ဘက်ဆိုလို့ရှိရင် China ဒီဘေးဘက်မှာရှိတာ Indo China မြောက်ဘက်မှာဆိုလို့ရှိရင် Tibetan plate တို့ဆိုပြီးတော့ရန်ပြည်မှာရှိတဲ့ plate တွေကိုခေါ်တာကြီးတယ် အဲ့တော့အဲ့ကြတဲ့အကုန်လုံးစုပြီးတော့မှမြေပုံကပေါ်လာတာ။ဆိုတော့အောက်ဘက်မှာဆိုလို့ရှိရင် Sumatra plate ဆိုတာတော့သူတည်တန်းရှိတယ်။ဆိုတော့အဲ့ plate တွေမှာကသူတို့ရဲ့အယူအနှုန်းဒီ displacement တွေရှိတယ်။နောက်တစ်ခုကဓာအားတွေကဘယ်လိုရှိနေလဲ။ဒီသူတို့ဘာသာသူတို့ရှိနေ။အဲ့ဒါတွေကဆက်ဆက်လို့မရဘူး။သူ့သူ့ဤတောက်ထူးကြခဲ့အဲဂုံတတ်တင်နေသူသူကသူတို့ဖြစ်ကြတာ။အော်ဒီဘက်ကဘာမပလေးဆိုရှင်စကိုင်းပြည့်ရရနေပဲရွေ့သွားတယ်။အဲ့လို တော့အခုအခုအင်ဒိုချိုင်းနာပြည်အကြောင်းကိုပြောတယ်ဆိုလို့ရှိရင်အင်ဒိုချိုင်းနာမှာရှိတဲ့အပြည့်ရည်တွေအများရှိတယ်ပုံချောင်းပြည့်ရည်ရှိရယ်ရိုက်ဆဲလိုက်လည်းပြည့်ရည်ရှိရယ်အခုဒီကြောက်ကြမ်းပြည့်ရည်ရှိရယ်ရှမ်းစကပြည့်ရည်ဆိုတာရှိတယ်အပြန်နောက်ဆောက်သွားနေတယ်အဲသူတို့ကသူတို့သူတို့မှာရှိခဲ့တာနဲ့သူတို့တုတ်ဆရာရှိရင်သူတို့ဘာသာသူတို့လှုပ်မယ်အဲ့လိုကုံတို့သူတို့ဒီစတိုင်းပြည့်ရည်မှာလှုပ်တိုက်လို့ကြောက်ကြမ်းပြည့်ရည်မှာလာပြီးတော့သူနဲ့ဆက်ဆက်ပြီးတော့လာပြီးတော့ တုတ်တာဆိုတာမဟုတ်မရှိဘူးမရှိဘူးသီတာဆိုလိုတာက तू तू သူ့ရဲ့ characteristic နဲ့သူ့ရဲ့ characteristic ကရောပြီးလို့မရဘူးဟုတ်တယ်သူဒီစတိုင်းတည်းရောမြန်မာနေရာအစိုးရနဲ့တည်းရောဒီပြည့်ရည်ကြီးဆက်နေတယ်ဟောအဲ့အိတ်အိတ်တဲ့နဲ့ပြည့်ရည်ကြောင်းနဲ့နည်းနည်းပြောပြအိဆက်နေတဲ့ပြည့်ရည်ဆိုတာကတော့သခိုင်းပြည့်ရည်ကတော့သူကတော့အဓိကအကြဆုံးပြည့်ရည်ဖြစ်တယ်။အဲပြီးခဲ့တဲ့ဟိုမိကုန်နေပါတဲ့ပြည့်သွားရင်သူရဲ့မြောက်ဖျား ဒီကချင်ပြည်နယ်တောက်ကနေစပြီးတော့အောက်ဘက်ဒီမြန်မာပြည်ရဲ့လက်ပိုင်းကိုဖြတ်ပြီးတော့အောက်ဘက်ဒီဒီတိုက်ပါချင်းစုံရှိခဲ့စံတွဲအက်ဒမန်ဘေးစင်ကပ်ပြည်ပင်လေတဲ့ရောက်တော့မှသူကပြီးဆုံးသွားတာအဲ့တော့သူနဲ့ဆက်ဆက်ပြီးရှိစရာဆိုလို့မရှိဘူးသူကတော့တည်တန်းရှိတယ်သူတို့မှလည်းအကုန်လုံးတည်တန်းနေကြည့်ပဲတခုပဲရှိတာကဘာလဲဆိုရှင်ရှန်စကာဖော့လို့ခေါ်တဲ့အင်ဒိုချိုင်းနာအာအင်ဒိုချိုင်းနာပြည်ကအနောက်ဘက်ဘောင်ဒရီတခုရှိတယ် အဲ့ဒီရှမ်းစကပ်ဖော်ကတော့ဒီတပေကြီးလောက်ကနေစားပြီးတော့အောက်ဘက်ကိုလာပြီးတော့ခါကြတော့ဒီဟိုဘက်ကိုသွားတယ်ဒီမြို့တရားကိုသရီပဂူရာဖော်လို့ရှိတယ်နောက်တော့ဖာပွန်ဖော်လို့ပါလို့ရှိအဲ့ဒီကိုသွားတာ၄တော့ရှိတယ်ဒါပေမဲ့သူတို့ကိုကိုကဆက်ဆက်နွေးနေနေယူပြီးတော့အဲပြောဖို့ဆိုတာကလည်းကိုယ်စီမှာ evidence ဆိုပါတော့ဘာမှ data မရှိရင်းတဲ့လေပြောလို့မရဘူးဒါပေမဲ့ ဒီတလောက်ကတော့ရှမ်းရှမ်းကုန်းမြေမြေမှာရှိတဲ့ပြည်ရည်တွေကတူနီတူဟန်နဲ့တူတူရှိတယ်။ဘာမပရိမာရှိတယ်၊စကိုင်းဖော်တို့ဘာတို့ကလည်းတူတူရှိတယ်။အဲ့တော့တိသန်နေကြီးပဲအခုကိုလုတ်ခဲ့တဲ့အဲသူဒေသနာဟိုဟာစာသားနေအရာကြည့်ပြီးပြောမယ်ဆိုလို့ပြောတာ။ဟုတ်တယ်။ဒီလိုလိုင်းပေါ်ပါတော့နော်။ဒီကလည်းဆမိုင်းလာတာ။နောက်ကျတဲ့ကြောင်ကြောင်ပြောရင်လုံမယ်တဲ့။ဒီနေ့ပေါ့။ဒီမိုင်းနဲ့နေပြန်ကြောက်တယ်ဘယ်လိုမျိုးလဲ။ဒီလိုလိုလိုပြောရှင်။ တော့ပထမဦးဆုံးပြောမယ်ပထမဦးဆုံးကိုက question တခုမေးရင်အခု7.7နဲ့သခိုင်းမြို့အဲအဲသခိုင်းသခိုင်းငတဲ့တချို့ကလည်းမန္တလေးငတဲ့လို့ခေါ်ဒီငတဲ့ကြီးနှစ်ခုငတဲ့ကြီးတစ်ခုလှုပ်သွားဖို့အတွက်ကြိုတင်ပြီးတော့ခံမှန်းပေးတာရှိခဲ့လားเนาะမရှိဘူးဘယ်သူမှမရှိဘူးဘယ်ပညာရှင်မှလည်းမရှိဘူးဒါကြတဲ့ ကျူပြီးတော့ပြောဖို့ဆိုတာကျူတင်ပြီးတော့ဝန်နေပေးဖို့ဆိုတာတော့အဲသူချာတိုင်းပြည်တွေမှာတော့သူတို့စီမှာတော့ instrument ကစုံတယ်ဆိုပြီးတော့ရှိတယ်ဒါမဲ့တော့အော်ဒီဂျပန်နိုင်ငံမှာလုတ်သွားတယ်2011ငါလုတ်သွားတယ်ငလင်ကြီးမှာဆိုလို့ရှိရင်ဂျပန်ပညာရှင်တွေဝန်နေလုတ်ထားတာရှိတယ်ဒါပေမဲ့လုတ်တဲ့နေရာရောလုတ်တဲ့နေရောအကုန်လုံးမတူမမမမှန်ဘူးပေါ့ကွာ အဲ့လိုမျိုးအဲ့တော့ဒီနေ့ဒီအချိန်ထိကတော့ဒီဟာနဲ့ပတ်သက်လို့ကြိုတင်ခံမှန်းပြီးတော့ဘယ်နေ့ဘယ်အချိန်မှာတော့ဘယ်ငရင်းကြီးတွေ့နိုင်မယ်ငရင်းရဲ့ပမာဏကဘယ်လောက်ရှိမယ်ဆိုပြီးတော့ဟောပြောပြီးတော့ခံမှန်းပေးနေကြတာဒီဟာဘယ်လိုမှအခြေအခြေခံအခြေမြင့်မရှိဘူးဘာကိုမှဘာကိုမူတည်ပြီးတော့ဒီလိုဟာမျိုးတွေကိုပြောပြောသွားကြလဲဆိုတာတော့တရားတော်လည်းမသိနိုင်ဘူးပေါ့လေအဲဒါကြီးရမှာမဟုတ်ဘူး လာပြီးတော့နည်းနည်းပတ်သက်ပြီးခုပြောကြတယ်လို့ရှိလားသင်ခါရပြောပြလားအဲအဲ့ဒီဟာကတော့ဟိုစေတနာပါပေါ့နော်စေတနာဒီကျအဲ့ငလင်လောက်မှာတော့လူတိုင်းကြောက်တာပဲကိုယ်လည်းလူလူတယောက်ပဲဆိုတော့လူမှာတော့လူတိုင်းကြောက်တယ်အဲ့တော့ဒါမဲ့လို့ဘာဖြစ်လဲဆိုရှင်အခုကြားနေရတဲ့ဒတင်းနေရတော့လူမှာမလို့ဟိုကိုယ်အင်ကိုရမှာမနေကြဘူးဆိုတာလေဒါလည်းတဘာဝကြတာပဲလေအဲ့လှုပ်ပြီးသားကိုလည်းတွေ့နေရတယ်ဆိုတော့ပို့ဆိုးတာပေါ့ဆိုတော့အဲ့ဓာတွေကတော့ ကိုဘာမှဝေဖန်လို့သိမရှိပါဘူးဒါလည်းပညာရဆရာလည်းမဟုတ်ဘူးဒါကတကုတ်လူတွေရဲ့ခံစားချက်တွေပဲဆိုင်တာဆိုတော့လေအဲဒါပေမဲ့လို့ဟိုပါပေါ့ကိုမှရှိတင်တဲ့ပစ္စည်းတွေစုထားဖို့ဘာလို့အဲ့ဒါတကုတ်တော့ဟိုပြောချင်တယ်ပေါ့နော်အဲ့ဒါတော့ဆိုရတယ်ဟိုအချိန်ချင်းပြောခဲ့ပါလေဒီမှာပုံလေးနေယူထားရမယ်မိသားစုတွေရဲ့ဟိုဖုန်းတွေယူထားရမယ်အဲစသည်ဖြင့်ပေါ့နော်ကိုမှစားတော့ စုပြီးထားနိုင်လေဆိုရှင်အစားအစားတောက်ကလေးစုပြီးထားရမယ်အဝေးစားအစားပေါ့လိုအပ်တဲ့မိမိနီတကူစားတကူစားအတွက်လိုအပ်တဲ့ပစ္စည်းမှများလို့မိမိစုစည်းစင်တဲ့စုစည်းထားဖို့လိုအပ်တယ်လို့ပဲအဲ့လိုပြောချင်ပါတယ်